ဆိုင်မဝေစားရင်ဈေးနည်းနည်းကြီးလို့အိမ်မှာပဲအများရန်လှုပ်ရှားဖြစ်တဲ့ဒီထိုမဲရက်စပက်ဂက်တီချက်နီလေးကိုမျှဝေပေးမယ်နော်။ဆိုင်မဆိုလို့ရှိရင်ဒါကလည်း9ဒေါ်လာ10ဒေါ်လာလောက်ရှိတယ်။အဲ့တော့အိမ်မှာပဲမိန်ကတော့အများရန်လှုပ်ရှားဖြစ်တယ်ပေါ့နော်။အဓိကကျတော့ဒီ sauce tomato pasta sauce NTUC မှာဝေလို့ရတယ်။ကျန်တဲ့တချို့နေရာတွေမှာလည်းဝေလို့ရတယ်။ဟိုရေတခြားဆေးပြီးတော့ဒီလိုအနေထားလေးတွေပေါ့နော်။သုံးထားမယ်။ နှုံတို့စင်ထားတဲ့ဝတ်သားဒီဝတ်သားမစားဆိုလို့ရှိရင်ကြက်သားလည်းသုံးလို့ရတယ်ဒါမှမဟုတ်ပင်လေစားစားတွေပဇွန်တို့ဒါမှမဟုတ်ခယူတို့တခြားပင်လေစားစားတွေသုံးလို့ရတယ်ဒါကကြတော့ကြက်သွန်နေအရင်ဆုံးကြက်သွန်နေကိုစီတတ်မယ်ကြက်သွန်စီတတ်ထားတာနည်းနည်းအအောင်ပြောင်းလာပြီဆိုလို့ရှိရင်ဝတ်သားကိုထည့်လိုက်မယ်နော်ပြီးတော့ငေကောင်းမှုနည်းနည်းထည့်မယ်ပြီးတော့ light soy ဆက်နည်းနည်းထည့်မယ် light soy ဆက်ကမထည့်လည်းရတယ် အပုံထည့်ပြီးသွားပြီဆိုတော့ရှင်5မိနစ်လောက်ပေါ့နော်နည်းနည်းဒီဝက်သားအယောင်ပြောင်းအောင်နည်းနည်းချက်သွားအောင်5မိနစ်ဟို9မိနစ်လောက်ပေါ့နည်းနည်းလေးချက်ထားပြမယ်အပုံအုပ်ပြီးတော့ချက်ထားလို့ရတယ်ဒီမိုးလည်းထည့်လိုက်ပါမယ်မိုးမိုးချက်သွားတဲ့အထိချက်ထားပေးရမယ်နော်ခဏလေးရေတော့ထည့်စရာမလိုစီရင်နည်းနည်းများများလေးထည့်ထားလို့ဆိုတော့မိုးချက်သွားပြီဆိုတော့ဒီမှာစပြီးတော့ဒီ tomato sauce ကိုထည့်ပါတော့မယ်ဒီဘူးထဲမှာကတ်နေတဲ့အရာတွေရောရေနေနေလေးထည့်ပြီးတော့ပေါ့နော်လွှင့်ပြအောင်မှနှမျောလို့ပြန်ထည့်လိုက်မယ် ဒီ source ကို5မိနစ်လောက်ချက်ပြီးသွားဆိုလို့ရှင်ဒါရသွားပြီပေါ့နော်ဒီမှာရသွားပြီဒီကဒါနဲ့တွေးစားဖို့ခောက်ဆွဲကိုပြုတ်ထားပါမယ်ခောက်ဆွဲတွေထဲမှာတော့မိန်ကတော့ဒီ2မိနစ်ခောက်ဆွဲကိုပဲပိုကြိုက်တယ်10မိနစ်ဒါမှမဟုတ်12မိနစ်လက်ရှိတယ်ထင်တယ်ဒီ2မိနစ်ကတော့ခဏလေးပဲပြုတ်ရတယ်ဆိုတော့လေပုံထဲမှာရေးထားတာ2မိနစ်ဆိုပေမဲ့များတော့အဖြစ်က4မိနစ်5မိနစ်လောက်တော့ချက်ရတယ်ဒီအထုပ်ကလေး ဒါကတော့ ready made အထုပ် chicken nugget ဒါကခဏလေးပဲကြော်ရတယ်ကြော်ပြီးလို့ရှင်အချက်ချင်းရင်းစားမှအရသာကောင်းတယ်ကျွတ်ကျွတ်လေးဖြစ်သွားတာပေါ့နော်ကြာလာလို့ရှင်တော့ပျော့ပျော့သွားတယ်အဲ့တော့အစားမကောင်းတော့ဒီ tomato spaghetti ကလေစင်ကာပူကလူတွေအရန်ကြိုက်တယ်နော်မင်းလေဒီစင်ကာပူရောက်မှဒီအစားစားစားဖို့တယ်မင်းတို့ကတော့ထမင်းနဲ့ဟင်းကိုပဲအမြဲတမ်းစားနေကြမလို့ထင်တယ်အမြဲတမ်းကြိုက်တယ်ဒါပေမဲ့စင်ကာပူကလူတွေကြတော့ထမင်းနဲ့ဟင်းကိုအမြဲတမ်းမစားပါဘူးအဲ့ဒါကြောင့်သူတို့ပါကြိုက်လဲဆိုတဲ့အရာပေါ်မှာမူတည်ပြီးတော့ပြောင်းပြောင်းပြီးတော့ချက်ပေးတာပေါ့နော်